ိမ်မှာဆိုလို့ရှင်တော့ကျွန်တော်တို့ကမစားခင်တော့ဒီအလူရှင်ကိုဆူတောင်းပေးတာပေါ့နော်တို့နေနဲ့ဒါကအညာအလူကိုရောက်သွားတယ်လို့မျိုးခံစားရတယ်ထမင်းဝိုင်းလေးပေါ့နော်ကဲအရင်ဆုံးအနေနဲ့အလူငချောက်ကြော်ဖို့အတွက်ငကွန်းရှက်ကိုကျော်စစ်ကအခုလိုမျိုးရေခမ်းတီထီပြုတ်ပေးလိုက်တယ်ပြီးရင်တော့အယိုးလေးနွံပြီးတော့စုံထဲမှာထည့်ပြီးတော့မညက်တညက်အနေထားလေးရောက်တီထီထောင်းပေးလိုက်ပါတယ် ကဲပြီးရင်တော့ကျွန်တော်တို့စပြီးကြော်ဖို့အတွက်ကိုစီပူမာကိုစက်သွန်နီကိုကျွန်တော်တို့ထည့်ပြီးတော့ကြော်ပေးပါမယ်။စနုံးမုံလေးအနေငယ်ထည့်ပေးပါမယ်။ဒီညမှာတော့ကျွန်စစ်ကစက်သွန်နဲ့ဒီငချောက်ကိုပေါ့နော်ဇာတူအနေထားလောက်ကိုမှန်းပြီးတော့တုံးထားပေးပါတယ်။ဒီချက်သွန်နဲ့ငချောက်နဲ့ဘောနော်အခုလိုမျိုးအားလုံးနဲ့သွားအောင်တေချာလေးကျော်စစ်တို့ကြော်ပေးလိုက်ပါမယ်မကတ်အောင်ကျော်စစ်တို့တေချာလေးအိုးထိုးပြီးတော့ကြတော့ကြော်ပေးပါမယ်ဘောနော် ပြီးရင်တော့ကျွန်စစ်တို့အရာတာအတွက်ကိုတကြားလေးအနေငယ်ရယ်ပြီးရင်စားလေးရယ်ထည့်ပေးလိုက်ပါမယ်။ကဲအားလုံးနဲ့တော့အောင်ကြော်ပေးပြီးသွားရင်တော့ငြုတ်သီးအဆက်ကလေးနည်းနည်းပါအောင်ကျွန်စစ်ကအခုလိုမျိုးငြုတ်သီးအချမ်းဘက်ကလေးကိုပါထည့်ပြီးတော့ငြုတ်သီးနံလေးတွေမွေးလာသည့်ထိကြော်ပေးလိုက်ပါမယ်။ဒီငချောက်ကြော်ကလည်းကျော်စစ်တို့အများအလူတွေမှာဆိုလို့ရှိရင်မပါမဖြစ်ပေါ့နော်အရန်စားလို့မြင်တာဖြစ်လို့ကျော်စစ်ကတော့ဒီမှာများများလေးပို့ပြီးတော့ကြတော့ကြော်ထားတယ်ပေါ့နော် ကဲငါ၆ကြော်ပြီးသွားရင်တော့ကျော်စစ်တို့ပဲနဲ့ကလေးနှက်ဖို့အတွက်ကိုပဲကိုအရင်ဆုံးစနုံးမုံလေးနဲ့အတူပြုတ်ပေးလိုက်မယ်ပြီးသွားရင်တော့ကျော်စစ်တို့ကြက်သွန်နီလေးတွေကိုကြာတော့အခုလိုမျိုးလေးတွေပေါ့နော်စီတက်ပြီးတော့ကြာတော့ကြောထားပေးလိုက်ပါမယ်ပြီးရင်တော့ဒီစီထဲမှာပဲကျော်စစ်တို့ကြက်သွန်ပြူနဲ့ဂျင်းလေးနဲ့ကိုကျော်စစ်တို့စပြီးတော့ကြာတော့စီတက်လိုက်မယ်အနံလေးမွေးလာပြီဆိုလို့ရှိရင်တော့ကျော်စစ်တို့ရှေ့မှာပြုတ်ထားတဲ့ကလက်ဘဲကိုကျော်စစ်တို့ထည့်ပေးပါမယ် ကလဘဲကိုကျစစ်တို့အခုလိုမျိုးပေါ့နော်အလုံးနဲ့တော့အောင်တေချာလေးလုံးပေးလိုက်မယ်ပြီးရင်တော့ကျစစ်တို့ဒီပဲပြုတ်ရည်လေးထည့်ပေးလိုက်မယ်ပေါ့နော်ပို့ပြီးတော့ကြတော့ကလဘဲဣပြီးတော့ကြတော့နှက်သွားအောင်လို့ပေါ့နော်ဒီညမှာရင်မသုံးမဲပဲပြုတ်ရည်သုံးတာပို့ပြီးအရသာရှိပါတယ်ပြီးရင်ရာသမုံလေးထည့်ပေးလိုက်ပါမယ် ကဲနောက်ဆုံးကိုလိုချင်တဲ့အနေထားလေးရောက်ပြီးကလပဲလေးလည်းဤလာပြီဆိုလို့ရှိရင်တော့ကျွန်တော်စစ်ကအပေါ်ကနေပြီးတော့အခုလိုမျိုးပေါ့နော်စက်သွန်ကြော်လေးတွေကိုပါဖြူပေးလိုက်ပါတယ်ကဲဒါကတော့ပဲနဲ့လေးရပါပြီပြီးရင်တော့ကျွန်တော်တို့ချက်ပူးလေးချက်မယ်အေးတောက်စားလေးရအောင်လို့ပေါ့နော်အခုလိုမျိုးချင်းစက်သွန်မျိုးစက်သွန်နီလေးရေပြီးသွားရင်စနွန်းမုတ်အောင်တင်မုတ်ငံပြားရေး ရာတာမုံလေးနဲ့အတူပေါ့နော်ဒီကြက်ရိုးကြက်သားလေးကိုကျော်စစ်ကအရာတာလေးနှက်ထားပေးလိုက်မယ်ပြီးရင်တော့ကျော်စစ်တို့ဒဲထဲမှာစီလေးအနေငယ်ထည့်ပြီးတော့ကြတော့ပေါ့နော်စီပေါက်လာသည်ဒီအရင်ဆုံးလုံပေးလိုက်မယ်ကြက်ရေခန့်ပြီးတော့ကြတော့စီပေါက်လာရဲ့အနေထားလေးကိုရောက်ပြီဆိုလို့ရှိရင်တော့ကျော်စစ်တို့ကြက်သားနူးသွားအောင်ပေါ့နော်ရေထည့်ပြီးတော့ကြတော့ကျော်စစ်တို့တည့်ရေတဲပေးလိုက်ပါမယ် ကဲအခုလိုမျိုးကျော်စစ်တို့ဇက်သားတီခံပြီးတော့စီပေါက်လာရင်နေသားလေးရောက်ပြီဆိုလို့ရှိရင်တော့ဘူးသီးလေးကိုကျော်စစ်တို့ထည့်ပေးလိုက်မယ်။ပြီးရင်ဘူးသီးနဲ့ဇက်သားနဲ့အားလုံးနဲ့တော့အောင်တေချာလေးလုံးပေးပါမယ်။ဘူးသီးကလည်းကျော်စစ်တို့ရေနှဲငယ်ထွက်တယ်ပေါ့နော်။အဲ့တော့ကျော်စစ်တို့ဒီဘူးသီးနဲ့ဇက်သားနဲ့ကိုလုံးမယ်။ပြီးရင်ကျော်စစ်တို့စားလေးထည့်တယ်၊ငံပြားလေးထည့်တယ်၊ရာသမုံလေးထည့်တယ်ပေါ့နော်။ ကဲအားလုံးနဲ့တော့အောင်တေချာလေးလုံးပေးပြီးသွားရင်တော့ကျွန်တော်တို့ဘူတီလည်းဤသွားအောင်ပေါ့နော်ရေလေးတရေထက်ပြီးတော့ကြတော့ထပ်တယ်ပေးထားလိုက်မယ်နာနာပွက်လာပြီးတော့ကြတော့ကျွန်တော်တို့ဘူတီလည်းနူးဤလာရဲ့အနေထားလေးကိုရောက်ပြီးစက်သားလည်းနူးဤလာပြီဆိုလို့ရှိရင်တော့အနံလေးပို့ပြီးတော့ကြတော့မှုေးသွားအောင်ကျော်စစ်ကနန်းနံမင်းလေးအုပ်ပေးလိုက်ပါမယ်ကဲပြီးရင်တော့ကျွန်တော်တို့ငရုတ်ကောင်းလေးပါထပ်ပြီးတော့ကြတော့အုပ်ပေးလိုက်မယ်ပေါ့နော်ကဲဒါကတော့ကျွန်စစ်တို့အလူဟင်းထဲမှာမပါမဖြစ်ပေါ့နော်ဒါကတော့ကြက်ဘူးတောက်ဆန်းလေးလည်းရပါပြီ။ ီးရင်တော့အေးပြေတရက်ချင်းတုတ်ကလေးတုတ်ဖို့အတွက်ကိုတော့အခုလိုမျိုးတရက်ချင်းရဲ့ကျက်သွန်နီပပလီထားလေးရဲ့ငေုပ်သီးစိမ့်လေးရဲ့ပြီးရင်ကျော်စတိုးနန်းနမင်လေးရဲ့ကိုစီလေးထည့်မယ်ပြီးသွားရင် ရာသမုံလေးနဲ့ငယ်ထည့်ပြီးတော့ကြတော့နေပေးလိုက်ပါမယ်။ကဲဒါကတော့ချင်းချင်းဆက်ဆက်လေးနဲ့အရန်စားလို့မြိန်မဲ့ဒါတရက်ချင်းတုတ်ကလေးလည်းရပါပြီ။ဒါကလည်းအလူမာဆိုလို့ရှိရင်မပါမဖြစ်ပါပဲနော်။ အညာအလူရောက်သွားတယ်လို့မျိုးခံစားရမယ်ဟင်းမျိုးလေးတွေချက်ပြီးတော့ကြတော့စပြစ်ပါတယ်ဒီမှာဒါကတော့အလူငချောက်ထောင်းကျော်ပါငချောက်ထောင်းကျော်ကိုကျော်စစ်ကဒီမှာငချောက်နိုင်နိုင်လေးနဲ့ပေါ့နော်ဒီမှာ CEE လေးနဲ့ငချောက်ကိုထိုးပြီးတော့ကြတော့ကြော်ထားပါတယ်ချက်သွန်နေလေးနဲ့ပေါ့နော်ဒါကတော့ပဲဟင်းဒီမှာကလပဲကိုဒီလိုမျိုးလေးကလပဲဟင်းလေးချက်ထားပါတယ်ဘူးသီးနဲ့ကြက်သားနဲ့ပေါ့နော်ကြက်သားကြက်ရိုးလေးနဲ့ကိုကျွန်တော်တို့အေးတောက်ပေါ့နော်အေးတောက်ကလေးချက်ထားတယ်တရက်ချင်းတုတ်ကလေးလည်းတုတ်ထားပါတယ်ချောက်ကလေးထည့်မယ် ဒီနေ့ကတော့ဟင်းတွေများများချက်ထားဆိုတော့ကြတော့လူကလည်းတော်တော်လေးဘိုက်ကစားနေပါပြီ။ပြီးရင်ဒီမှာဒါလေးကတော့ပဲနှက်ပါတရချင်းတက်ကလေးလည်းထည့်ပါမယ်။ဘုံကပူပူလေးနော်ဒီမှာ။ကူလေးစမ်းလိုက်မယ်။ကဲလမိုးလေးနှဲ့ပါမယ်။အလူအိမ်မှာဆိုလို့ရှင်တော့ကျော်စွတ်တို့ကမစားခင်တော့ဒီအလူရှင်ကိုဆူတောင်းပေးတာပေါ့နော်။တို့နဲ့နဲ့စားကြပါအောင်ခင်ဗျ။อืม တကယ်အညာအလူကိုရောက်တာတလူမျိုးခံစားရတယ်ထမင်းဝိုင်းလေးပေါ့နော်ဒါမျိုးကတော့ကျွန်တော်တို့ကအမြင်နဲ့ဆက်မစားနိုင်ဘူးနှင်းနဲ့အစုံလောကြတော့ဒါမျိုးဂျုံမိုးချက်စားရဆိုလို့ရှင်တော့အိမ်မှာကတော့လုံးဝအဝကျိတ်ပြီပဲပေါ့နော်6000ကျော်ကအဆက်ကလေးပါနေနဲ့ထပ်ကြော်ထားတော့စင်စင်ဆက်ဆက်ပြီးစားလို့ကောင်းတယ်။ပဲနဲ့ကစင်စင်နေနဲ့ လိုလေးတွဲစားဒီမြေကျဲချင်တယ်လူရေဆိုလို့ရှိရင်ဒါမျိုးကိုကျွန်တော်တို့ရိုးဖက်ဖိတ်ပြီးကြွေးတာမျိုးတွေလည်းရှိရပါတော့နော်တရွာလုံးညာဘက်တွေမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးကြွေးတာပေါ့အဲ့တော့ဒါမျိုးလေးချက်စားကြည့်ပါရိုးရှင်းရှင်းလေးနဲ့ဟိုအရန်စားလို့မြင်တယ်လူကြီးရေဆိုလည်းတော်တော်အကြိုက်တွေ့မှာပေါ့နော် ရွာရီမှာဆိုတော့ပို့ပြီးချိုတယ်ချက်သားကလည်းချက်ချင်းပေါ်ပြီးသွားရင်ဒီဖူးကြီးဆိုလို့ရှင်လဲဘုံမအပြင်ကခုပေါ့နော်လက်လက်ဆက်ဆက်အဲ့လိုကြိုးရအညာဘက်ရောက်ခုတဲ့သူတွေဆိုလို့ရှင်တော့သိမယ်ပေါ့နော်ကလပ်ဘက်ကလည်းအညာရဲ့ဒါတင်နေတာပဲဒီနော် မွာသေးဘူးထပ်ဆောင်အောင်ပဲပေါ့နော်အလူဝင်ပါဆိုလို့ရှိရင်လည်းတပကံနဲ့ဘရောမမွာအောင်ကြော်စကားတပကံသုံးပကံအမြင်စားရအခုလည်းထပ်ပြီးတော့ကြောက်ဆောင်မယ်ငမလေးချက်စားကြည့်ပါနင်းလေးတော့ချက်ရတာတော့နည်းနည်းလေးအလုံးများမယ်ပေါ့နော်တရားထဲဆိုမယ်ဒါမဲ့တခြားတို့ကကြတော့အခုလိုအညာဘက်အရာသားလေးကိုကိုလည်းအညာအလူဝင်မသွားနိုင်တာကြာပြီဆိုတော့ကြတော့ဒါမျိုးလေးစားကျင်လို့အိမ်မှာချက်ပြီးတော့ကြတော့စားပြစ်တာပါဒီငါ6ကြော်ဆိုလို့ရှင်နေဒါအထားခံတယ်နောက်ရက်ဒီထားလို့ရရယ်ပေါ့နော်ဒါမျိုးလေးကြော်ပြီးစားကြည့်ဖို့ဝင်မြတ်ပေးပါတယ်အားလုံးပဲတက်တာပါ